ပြည်သမားအားလုံးပဲမင်္ဂလာပါခုတစ်ခေါက်တော့ action စကားလေးကို recap လုပ်ပြီးသွားမှာပဲဖြစ်ပါတယ်လူသက်သမားဟောင်းအာသာကောစိန်ကရုံးဟာအရင်ကသူ့ရဲ့စွန်းစားကန်းတွေမှာတည်သွားခဲ့တဲ့လူဟန်ဆောင်ခဲ့ပြီးနောက်ဘရာဇီးနိုင်ငံ Rio de Janeiro မြို့မှာအခြားလူတယောက်ဖြစ်ငင်းညံ့တဲ့ဘဝနဲ့နေထိုင်နေပါတယ်နေ့လယ်ကင်းတစ်ခုမှာအကောင်းစားစားသောက်ဆိုင်တစ်ဆိုင်မှာနှက်နေတဲ့အချိန်သူ့အမှန်တကယ်ဘယ်သူဘဝဖြစ်တယ်ဆိုတာကိုထောက်ထားရရှိထားတဲ့ Randy လို့ခေါ်တဲ့မျိုးသမီးတယောက်သူ့စီကိုချဉ်းကပ်လာခဲ့ပါတယ် Randy ရာရန်သူ၃ယောက်ကိုတပ်ပစ်ပြီးမတော်တဆတည်သူလို့လုပ်ဖို့အာသာကိုအငားစီခိုင်းခြင်းနဲ့အင်အားကြီးတယောက်ရဲ့ကိုယ်စားလှယ်မျိုးသမီးတယောက်ဖြစ်ပါတယ် ဒီကမ်းလှမ်းချက်ကိုအာသာကညှင်းပယ်ခဲ့မယ်ဆိုရင်တော့သူသက်ရှင်နေသေးတယ်ဆိုတာကိုအဲ့ဒီဆရာကြီးကရာဇဝတ်ကောင်းနေစီကိုတီးပေးလိုက်မယ်လို့ကိုစလေကနေတဆင်ချင်းချောက်ပါတယ်။အာသာကဖုန်းဆက်ဖို့လိုအပ်တရားဟန်ဆောင်ပြီးသူ့ရဲ့ဖုန်းကိုထုတ်ယူလိုက်ပါတယ်။ဒါမဲ့အမန်တကယ်တော့သူကဖုန်းနဲ့ရန်နီကိုတက်ပုံရိုက်လိုက်ပါတယ်။ရန်နီကချက်ချင်းဆိုသလိုသူ့တနက်ကိုထုတ်လိုက်ပါတယ်။အာသာကသူ့ကိုဇပွဲနဲ့တွန်းပြီးချုပ်ထားလိုက်ပါတယ်။ဒီလိုနဲ့အဲ့ဒီကမ်းလှမ်းမှုကိုအာသာကပယ်ချခဲ့ပါတယ်။ရန်နီခေါ်လာခဲ့တဲ့လူစိုးတွေကအာသာကိုတိုက်ခဲ့ပါတယ်။အာသာကသူ့ရဲ့ကိုခံပညာစွမ်းတွေကိုတွန်းပြီးလူစိုးတွေအားလုံးကိုတိုက်ခဲ့ပါတယ်။ သူကအသားကင်နဲ့မိဖို့ပါဝင်စားတော့ဆိုင်မှာသုံးလို့ရသည်မပစ္စည်းတွေနဲ့တက်ခဲ့ပါတယ်။အဲနောက်အာသာကထွက်ပြေးဖို့ဘီနာကဖြတ်သွားတဲ့ကျိုးဆဲမိုးပြန်ရထားလုံးခေါင်းမိုးပေါ်ကိုခုန်ချလိုက်ပါတယ်။ဒါမဲ့ရန်နီနဲ့သူ့လူတွေကအဲ့ဒီကျိုးဆဲရထားပေါ်ကိုရောက်လာပြီးအထက်ကနေအာသာကိုပြစ်တက်ဖို့ကြိုးစားကြပါတယ်။ရန်နီကခေါင်းမိုးပေါ်ကိုတက်ဖို့ကြိုးစားလာတာကြောင့်အာသာကလေယုံစီးစွန်မြန်ကြီးတစ်ခုပေါ်ကိုခုန်ချဖို့ဆုံးဖြတ်လိုက်ပြီးအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ညနေပိုင်းမှာအာသာဟာသူ့နေနေတဲ့လေစီကိုရောက်အောင်လာခဲ့ပြီးတန်တရားဖြစ်စရာကောင်းသူတို့ချို့ဆက်ဆေးရှာဖွေနေတာကိုတွေ့ခဲ့ပါတယ်။ ရေးပေါ်အခြေအနေမှာအသုံးပြုဖို့လေမာတက်ဆင်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုအာသာကဝေထိန်ရမှုကိုအသုံးပြုလေကိုဖောက်ခွဲပစ်လိုက်တော့လူစိုးတွေတည်သွားပါတယ်။အဲဒီနောက်သူ့ရဲ့ပစ္စည်းကရိယာတွေအားလုံးဝှက်ထားတဲ့ကွန်တိန်နာအဟောင်းရှိရာကိုအာသာသွားပြီးတော့ပတ်စပို့အဟောင်းကိုမီးရှို့ပြီးလူသစ်တယောက်ယောက်ဖြစ်လာအောင်လုပ်လိုက်ပါတယ်။အတော်လေးကြာပြီးတဲ့နောက်အာသာဟာထိုင်းနိုင်ငံကိုရောက်သွားပြီးသူ့ရဲ့အရင်ကမိတ်ဆွေမိုင်ကသူ့ကိုအရင်ကနေခဲ့တဲ့တဲအဟောင်းကိုသူနေဖို့ပြန်ပေးပါတယ်။တဲရဲ့ကြံငေးအောက်မှာအာသာကနောက်ထပ်လက်နက်ပစ္စည်းကရိယာတွေကိုဝှက်ထားပါသေးတယ်။ဒါကြောင့်သူဟာရန်နီအကြောင်းကိုလေ့လာဖို့ချက်ချင်းစလုပ်ပါတော့တယ်။ ရန်နီယာသူနဲ့အရန်ရင်းနေတဲ့အန်ရယ်ရာဇွက်ကောင်ကရိန်းတွေအလုတ်လုပေးသူဖြစ်တယ်ဆိုတာကိုရှာတွေ့သွားပါတယ်။နောက်တစ်ရက်မှာဂျူနာလိုခေါ်တဲ့မျိုးသမီးတစ်ယောက်ကမိုင်းနေတဲ့နေရာစီကိုရောက်လာပြီးရှေးဦးသူနာပြူပစ္စည်းတချို့တောင်းပါတယ်။သူ့ကိုယ်ပေါ်မှာပွန်းရပဲ့ရတချို့ရှိနေတာကိုမိုင်းကသတိပြုမိပေမယ့်ဂျီနာကအကူအညီမလိုဘူးလို့ပြောပါတယ်။ညရောက်ချိန်မှာလေတစည်းစီကအော်ရဲတန်ကိုမိုင်းကကြားပြီးဂျီနာတယောက်ထရန့်လိုခေါ်တဲ့လူတစ်ယောက်ရဲ့အကြမ်းဖက်တာကိုခံနေရတယ်ဆိုတာကိုသတိပြုမိသွားပါတယ်။မိုင်းကအကူအညီပေးဖို့အားသာကိုခိုင်းပါတယ်။အာသာကသွားမကူညီခြင်းပေမဲ့သူ့အနေနဲ့မိုင်းကိုကူညီဖို့အကြွေးတင်နေတာကိုသိပါတယ်။ လေစီကိုရောက်တဲ့အချိန်မှာအာသာကဂျိုးနာကိုလွတ်ပေးဖို့ကောင်းကောင်းမွန်မွန်တောင်းဆိုဖို့ကြိုးစားပါတယ်။ဒါပေမဲ့ Frank ကသူ့ကိုတိုက်ခိုက်ပါတယ်။အာသာကချက်ချင်းသူ့ကိုသူကာကွယ်လိုက်ပါတယ်။ Frank လဲကျသွားချိန်မှာခေါင်းကုန်မတော်တဆတိုက်ခိုက်မိပြီးတိဆုံသွားခဲ့ပါတယ်။ဂျီနာကလောင်းကိုမြင်တော့သူသတိလစ်သွားပြီးမိုင်းကလေစီကိုချင်းကပ်လာပါတယ်။ဂျီနာကိုကန်းကြီးစီပို့ပေးဖို့လုပ်နေချိန်မှာအာသာကလက်ပတ်ရှာကြည့်လိုက်တော့တနတ်တလင်းနဲ့ဂျီနာရဲ့ passport ကိုတွေ့ပါတယ်ပြီးတော့သူ့တပ်ပုံပါတဲ့ဖိုတိုလုံးကိုရှာတွေ့ပါတယ်အာသာကလေကိုမိရှို့လိုက်ပါတယ် ာသာတဲကိုရောက်ချိန်မှာဂျီနာကိုအိယာကနှုတ်လိုက်ပြီးတနက်နဲ့ချိန်တိုင်းပြင်းနေကဂရင်းတွေလှုပ်လှုပ်ပေးနေတာမလားလို့မေးပါတယ်။ဂျီနာကသူ့စီကတနက်ကိုလှုပ်ဖို့ကြိုးစားပေးမယ်။အာသာကအာအတာနဲ့အနိုင်ယူပြီးဂျီနာစကားပြောလာအောင်လှုပ်ပါတယ်။ဂျီနာကိုဂရင်းကလွတ်လိုက်တာမှမမြင်မယ်။အမှန်တော့ဂျီနာကဂရင်းတဲလှုပ်လှုပ်ပေးနေတာမဟုတ်ပဲသူ့ကိုအကြက်ကန်ပြီးဒီလိုလိုခိုင်းတာဖြစ်ပါတယ်။ဂျီနာကအာသာအယုံဆိုင်လောင်အောင်အပြစ်မရှိသားကောင်တယောက်လိုဟန်ဆောင်မှုစူးစမ်းခဲ့ပေမဲ့ဒီလိုဟန်ဆောင်ရမှာ friend တယောက်နည်းနည်းအပိုလေးတွေလုတ်ခဲ့မိတာဖြစ်ပါတယ် စီစဉ်ကအာသာနာကိုရောက်အောင်လုပ်ပြီး currency ကိုဆက်သွယ်ရမှာဖြစ်ပေမဲ့အာသာကသူ့ကိုအဲ့ဒီလိုလုခွင့်တားမြစ်လိုက်တာကြောင့်လူစိုးတွေရောက်လာမဲ့ချိန်အာသာကဆုံးဖြတ်ဖို့ဖြစ်လာပါတယ်နောက်တစ်ရက်မှာတော့ဂျီနာကမ်ဘောဒီးယားမှာကူညီပေးနေတဲ့လူသားချင်းစာနာထောက်ထားရေးအဖွဲ့ဝင်ဖြစ်ခဲ့တယ်ဆိုတာကိုအာသာရှာတွေ့ခဲ့ပါတယ်။ကရင်းနဲ့ဘလို့ပတ်သက်နေလဲဆိုတာကိုဂျီနာကိုအာသာကမေးကြည့်ပါတယ်။သူဟာလူကုန်ကူးခံရသူတွေအတွက်ကိုလွန်စရာနေရာတစ်ခုဖွင့်ပေးထားတယ်လို့ဂျီနာကရှင်းပြပါတယ်။ပြီးခဲ့တဲ့သတင်းပတ်နည်းနည်းလောက်ကဝန်ထမ်းတယောက်ပျောက်သွားခဲ့ပြီးနေ့ရက်ကြာမှာအဲ့ဒီဝန်ထမ်းမျိုးသမီးရဲ့လောင်းကိုတူနေတဲ့နေရာရှိမှဖြစ်ထားခဲ့ပါတယ်။ အာသာနဲ့ယင်းနီအောင်လှုပ်ရမယ့်အလုပ်တာဝန်ကိုဂျီနာကလက်မခံလို့ရှင်သူ့ရဲ့ကလေးတွေကိုတတ်ပြစ်မယ်ဆိုပြီးဂရင်းကလူစိုးတွေကိုလွတ်လိုက်ပါတယ်။နောက်ပိုင်းမှာကန်းချီကိုလေစည်းပေါ်ကနေကဲခတ်နေတဲ့လူတွေကိုအာသာကရှာတွေ့သွားပါတယ်။ဒီလူတွေကိုဂရင်းကလွတ်လိုက်တာဖြစ်နိုင်ပါတယ်။ဒါကြောင့်အာသာကဂျီနာရဲ့အစီအစဉ်အောင်မြင်တယ်လို့အဲ့ဒီလူစိုးတွေထင်သွားအောင်လက်ချင်းချိတ်ပြီးလမ်းလျှောက်ပြပါတယ်။အဲ့ဒီချိန်တွေကိုမိုင်ကရိပ်မိပြီးသူချင်းပါနေတဲ့ထိုင်းယိုးရပါတီဘွဲစီကိုနှစ်ယောက်စလုံးကိုခေါ်လိုက်ပါတယ်။အာသာနဲ့ဂျီနာတို့နှစ်ယောက်အတူတူကောင်းကောင်းကြီးပြောခဲ့ကြပါတယ်။ညနေပိုင်းရောက်မှဂျီနာကအာသာကိုဒီရှုပ်ထွေးကြတဲ့ဆွဲသွင်းမိတဲ့အတွက်တောင်းပန်ပါတယ်။ အာသာကသူကိုယ်တိုင်လည်းမိဘမဲတယောက်ဖြစ်ခဲ့တာကြောင့်နားလည်တယ်လို့ရှင်းပြပါရတယ်။သူဟာကလေးစစ်သားတွေကိုလေ့ကျင့်ပေးတဲ့ဂိုင်းစတာတယောက်စီကိုရောင်းစားခံခဲ့ရပြီးကရင်လည်းအဲ့ဒီမှာရှိနေခဲ့ပါရတယ်။အာသာထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ဂရင်းကမလွတ်မြောက်ခဲ့ပါဘူး။ဒီလိုထွက်ပြေးသွားတဲ့အတွက်လူစိုးတွေကဂရင်းကိုပြစ်တင်ပြီးအခုတော့ဂရင်းကလက်စားချေချင်နေတာလို့အာသာကထင်နေပါရတယ်။ဂျီနာနဲ့အာသာတို့အဘားတွေပေးလိုက်ကြပြီးအဲ့ဒီညတူတူအိတ်ကြပါရတယ်။အဲ့ဒီနောက်သူ့ကလေးတွေလုံးဝအနေနဲ့မကြောက်စီပဲဂျီနာထွက်ပြေးနိုင်အောင်သူစီစဉ်ပေးထားမယ်လို့အာသာကကတိပေးပါရတယ်။ဂရင်းတက်ခိုင်းကျင်တဲ့လူတွေကိုသူမတက်ပဲဂရင်းကိုပဲရှင်းပြမယ်လို့အာသာကပြောပါရတယ်။ ာသာကသူ့ဖေရဲ့တခုရီတော့မတ်တရပစ္စည်းဖြစ်တဲ့လက်ပံနာရီကိုလည်းဂျီနာကိုလက်ဆောင်ပေးလိုက်ပါတယ်နောက်တနေ့မနေ့မှာရဲတဲ့ကိုကမ်းခြေကိုရောက်လာကြပြီမယ်ဂျီနာကရဲရီတဲကတယောက်ကဂရင်းရဲ့လူဖြစ်နေတာကိုမှတ်မိလိုက်ပါတယ်အာသာကအဲ့ဒီလူဆိုးတွေကိုတိုက်ခိုက်ပြင်မယ်သူအလို့ရှုပ်နေချိန်မှာလူဆိုးတွေကဂျီနာကိုပြန်ပြီးဆွဲလိုက်ကြပါတယ်ဒါကြောင့်အာသာမှာဂရင်းနဲ့တွေ့ဖို့လက်ခံယုံကလွယ်ပြီးတခြားရွေးချယ်စရာမရှိဖြစ်သွားပါတယ်ခဏလောက်ကြာတော့ဂျီနာကိုပြန်လို့ခြင်းလို့ရှိရင်သူ့အတွက်လူသုံးယောက်ကိုတက်ပြီးမတော်တဆတည်လို့ဖန်တီးပေးရမယ်လို့ဂရင်းကအာသာကိုပြောပါတယ် ပထမတစ်ယောက်ကတော့ Green လို့ခေါ်တဲ့ထင်ရှားတဲ့လက်နက်မောင်းကိုသမားတစ်ယောက်ဖြစ်ပြီးလောလောဆယ်သူဟာမလေးရှားထောင်တကူထဲရောက်နေပါတယ်။အဲ့ဒီလူကိုတတ်ပြီးတဲ့နောက်မှာအာသာကိုသူတို့ရှာလို့ရအောင်မြူချရမယ့်ဆေးလိုတလုံးကိုလည်း Green ကပေးလိုက်ပါတယ်။အာသာလှုပ်လှုပ်နေချိန်မှာဂျီနောက်ကို Green ရဲ့လေထုထဲကတစည်းမှာဝတ်ထားပါတယ်။အာသာဟာမလေးရှားကိုသွားပြီးအဲ့ဒီထောင်ချောင်းကိုလေ့လာပါတယ်။အဲ့ဒီထောင်ဟာ၆ကမ်းမတွေရဲ့အပေါ်မှာတည်ရှိပြီးငမန်းတွေကျစားတဲ့ရေတွေဝိုင်းထားပါတယ်။ဒါကြောင့်ခိုးဝင်လို့မဖြစ်နိုင်ပါဘူး။စိတ်ထဲတွေးထားတဲ့အကြံနဲ့တူအာသာကအပြင်းနဲ့ဖောက်ခွဲရေးပစ္စည်းတွေဝယ်ပြီး PK တွေလိုထင်းအောင်လုပ်ပါတယ်။ အရေးပြားလိမ့်ဆေးဘူးတွေထဲမှာငမန်းနေမလောက်အောင်မောင်းထုတ်နိုင်တဲ့ပစ္စည်းတချို့ဝတ်ပြီးထည့်ပါတယ်။ဆေးလုံးကိုတော့ secret တလိပ်ထဲမှာထည့်ပြီးဝတ်ထားလိုက်ပါတယ်။နောက်ဆုံးအနေနဲ့သူဟာ ID တခုလုပ်ပြီးရဲတပ်ဖွဲ့ကအလို့ရှိနေတဲ့နာမည်ကျော်ရာဇဝတ်ကောင်တယောက်လိုသူ့ကိုယ်သူရုပ်ဖြစ်လိုက်ပါတယ်။မလေးရှားလမ်းမတွေပေါ်အာသာစပြီးရှောက်တာနဲ့သူ့ကိုရဲတပ်ဖွဲ့ကမှတ်မိသွားပြီးဖမ်းဆီးခံရပါတော့တယ်။ထောင်မှာလက်ခံဌာနကအဆောင်အားသူ့ပစ္စည်းတွေမှာထူးဆန်းတာတခုမှသတိမပြုမိခဲ့ပါဘူး။ပထမဆုံး၂ရက်၃ရက်လောက်မှာအာသာကအေးအေးဆေးဆေးနေပြီးအခြားကျင်းသားတွေနဲ့စကားပြောပြီးသူ့ပြစ်မှတ်အကြောင်းကိုသိရအောင်လုပ်ပါတယ်။ ကရီကိုတပ်ပစ်ချင်နေတဲ့လူတွေအများကြီးရှိတာကြောင့်သူ့ဘေးထဲမှာတစ်ချိန်လုံးသူ့လူတွေရှိနေပါတယ်။သူ့ကိုထောင်ထဲထည့်ထားတာတော့မှကရင်းရထောင်ကနေသူ့လူတွေအားလုံးကိုစီမံလို့ရနေတော့မှာပဲ။သူဟာဒီနေရာရဲ့တကယ့်ဆရာကြီးတစုပါ။အကျဉ်းသားတွေဒါတချောင်းကိုလက်ပြောင်းလွယ်လွယ်လုပ်တာကိုအာသာကစောင့်ကြည့်နေပါတယ်။နေ့လယ်စာစားချိန်မှာအဲ့ဒီဓာတ်ကိုခိုးယူဖို့သူကအကျဉ်းသားတွေဖျော်ဖျက်ဖြစ်သွားအောင်တွန်းပစ်လိုက်ပါတယ်။နောက်ပိုင်းမှာကရင်းရလူအောင်တယောက်ကသူ့ကိုလက်စားချီတဲ့အနေနဲ့တတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အာသာကကြားဖြတ်ဝင်ပြီးကရင်းရလူအောင်ကိုအဲ့ဒီဓာတ်နဲ့တတ်ပစ်လိုက်ပါတယ်။ကရင်းကအရန်ထင်ကြီးသွားပြီးသူနဲ့တူညစာစားဖို့အာသာကိုဖိတ်ခေါ်လိုက်ပါတယ်။ သူ့လူတွေကိုပြင်မာထားမှာပဲလက်ခံမယ်လို့အာသာကပြောလိုက်ပါတယ်အန်ဩစရာကောင်းတာကတူတောင်းဆိုတာကိုကရင်ကလက်တင်ခံခဲ့ပါတယ်ညနေပိုင်းမှာကရင်ရဲ့တီးတဲ့နေရာမှာတွေ့ဖို့အာသာကိုသူ့ကျင်ကန်းလေးကနေခေါ်ထုတ်သွားကြပါတယ်ကရင်ကအာသာအတွက်အလို့တစ်ခုပေးမယ်လို့ပြောပါတယ်ဒါမဲ့သူလှည့်လိုက်တဲ့အချိန်မှာအာသာကကရင်ကိုခုံပြီးလက်ဘင်းကိုဖိပြီးတတ်လိုက်ပါတယ်ပြီးတော့သူကကရင်ဝက်ပြူရာမှာအုံပြူတဲ့မွေးစိကိုသူတကယ်တောက်လေးရှိတဲ့အရစ်ထဲမှာထည့်ပြီးကရင်တယောက်သူ့ကိုယ်သူအဆုံးစီရင်သွားတဲ့အောင်ဖန်တီးခဲ့ပါတယ် အပြင်ဘက်ကအဆောင်တွေတန်တရားဝင်သွားပြီမဲ့အာသာကဝက်ပြုတ်နေတယ်လို့ဟန်ဆောင်လိုက်တာကြောင့်ပါသားကြီးလုံနေတဲ့အတွက်စိတ်စိတ်နေပေးရမယ်လို့အဆောင်တွေကထင်သွားခဲ့ပါတယ်။အဲဒီနောက်အာသာကတူယူလာတဲ့ဖောက်ခွဲရေး PK ကိုထောင်နေရမှာကက်ပြီးအပေါက်ဖြစ်သွားအောင်စီမံပါတယ်။ပြီးတော့သူကစေးလုံးကိုမြူချလိုက်ပြီးသူ့ကိုငမန်းကြောက်တဲ့စေးမုံတွေလင်းလိုက်ပါတယ်။ထောင်လုံးကျိုးရေးတွေသူ့ကိုမဖမ်းမိခင်အာသာကြီးတဲကိုတိုင်းမင်းထိုးချလိုက်ပါတယ်။ကရင်ရဲ့လူတွေကငါးဖက်လေတစီနဲ့သူ့ကိုစောင့်နေကြပြီးအာသာဘေးကင်းစွာနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ဂျီနာအချင်းနေကောင်းတဲ့ကြောင့်တက်တေပြဖို့ကရင်ကဗီဒီယိုကောခေါ်ပြီးဆက်သွယ်ပေးပါတယ်။ ဲ့နောက်အာသာအတွက်ဒုတိယပြမဖြစ်တဲ့အက်ဒရီယန်ကုတ်ကိုဂရင်းကပြပါတယ်။အက်ဒရီယန်ဟာဩစတေးလျမှာနေတဲ့လူမောင်ကိုကူးသူဖြစ်ပါတယ်။နောက်ရက်နည်းနည်းကြာချိန်မှာအာသာဟာသူ့ရဲ့ပြမကိုစပြီးထောက်လှမ်းပါတယ်။ကုတ်နေထိုင်တဲ့ခေါမိုးဘော်ကအခန်းအားထိုးပေါက်ဖို့မဖြစ်နိုင်ဘူးဆိုတာကိုအာသာသိသွားခဲ့ပါတယ်။ဒါမဲ့ကုတ်မှာအဆောက်အုံပြင်ဘက်ကိုတပိုင်းထုတ်ပြီးလမ်းမဘော်ကိုမိုးပြီးဆောက်ထားတဲ့ရေကူးကန်တကန်လည်းရှိပါတယ်။အဲ့ဒီအဆောက်အုံကိုအဝေးကနေထောက်လှမ်းဖို့အာသာကရမ်းရင်တစီငှားပါတယ်။ ပြီးတော့ကုန်းနေထိုင်တဲ့နီနာကတိုက်ခန်းတခန်းကိုဝယ်ဖို့စိတ်ဝင်စားတဲ့အောင်ဟန်ဆောင်ပါတယ်။ရောင်းပေးမဲ့မျိုးသမီးကသူ့ကိုလိုက်ပြပေးချိန်မှာအဲ့ဒီမျိုးသမီးအောင်ယုံပြောင်းသွားအောင်အာသာကဖုန်းဆက်လိုက်ပြီးတိုက်ခန်းတော့ကိုအတူလို့လို့ရအောင်ဓာတ်ပုံရိုက်လိုက်ပါတယ်။နောက်ဆုံးသူကမန်နွေကိုဖီအားကြောင့်ကွဲသွားသလိုဖြစ်စီတဲ့အပျော်စားဖောက်ခွဲရေးပစ္စည်းတစ်မျိုးကိုဖမ်းပြီးပါတယ်။အဲ့နောက်ယနေ့နေ့လောက်ကြာချိန်မှာတော့အာသာကအဲ့ဒီဆောင်းတဲကိုလူတွေသတိမပြုမိပဲဝင်သားလို့ရအောင်သူ့ကိုယ်သူပညာရှင်တယောက်ဖြစ်ရုပ်ဖြစ်လိုက်ပါတယ်။အဲ့နောက်တော့တို့ကိုတုံပြီးတိုက်ခန်းတဲကိုဝင်ပါတယ်။အစင်းမြင့်ကရိယာတွေကိုတုံပြီး brain box ကနေထွက်ပါတယ်။ရေကူးကန်စီကိုရောက်တဲ့အထိအာသာတယောက်အဆောက်အုံပုံကိုတက်ပါတယ်။ ရေကူးကန်မှာသူ့ရဲ့အထူးပန်တီးထားတဲ့ဖောက်ခွဲပစ္စည်းကိုထည့်လို့ရအောင်သူကအပေါက်လေးတစ်ပေါက်ဖောက်လိုက်ပါတယ်ဒီချိန်မှာကော့ဟာရေကူးနေတာကြောင့်အာသာရောက်နေတာကိုမြင်ရပါတယ်ဒါမဲ့သူ့အဆောင်တွေကိုမခွန်နိုင်ခင်မှာပဲရေကူးကန်ရဲ့ဖန်သားတွေစပြီးအက်ကွဲလာပါတော့တယ်အာသာကခုံထွက်ပြီးရှော့ဆင်းလိုက်ပါတယ်သူတိုက်ခန်းထဲကိုပြန်ဝင်ချိန်မှာတော့ရေကူးကန်ကွဲပြီးကိုတျောက်ပြုတ်ကျတည်ဆုံးသွားခဲ့ပါတယ်ကုတ်တည်သွားတဲ့သတင်းကိုကရင်တျောက်သတင်းမှတွေ့ပြီးနောက်ထပ်ဗီဒီယိုကောခေါ်ဖို့ပစ္စည်းတွေကိုတင်းလုထားလို့သူ့လူတွေကိုမိတ်ပေးလိုက်ပါတယ်လူစိုးတွေကလေရဲ့ဥတီနံပါတ်ကိုပြလို့ရနိုင်တဲ့ brain box တစ်ပေါက်နားမှာသူ့ကိုထိုင်ခိုင်းထားတာကိုဂျီနာကသတိထားမိပါတယ် ဒါကြောင့်ကင်မရာကိုပြင်ပောင်းနဲ့တဲတဲ့ဖြစ်သွားအောင်ဂျီနာကလှည့်လိုက်ပါတယ်။ဗီဒီယိုကောခေါ်ချိန်မှာဂျီနာကအာသာကိုသူပေးထားတဲ့လက်ပတ်နာရီကိုပြတဲ့အောင်နဲ့လှေနံဘက်ကိုအာသာမြင်အောင်လုပ်ပါတယ်။လူစိုးကဂျီနာရဲ့လောရက်ကိုမြင်သွားချိန်မှာဗီဒီယိုကောခေါ်နေတာကိုချက်ချင်းရက်ပစ်ခဲ့ပါတယ်။ဒါမဲ့အာသာကနံဘက်ကိုတီးသွားပြီးလှေရှိတဲ့နေရာကိုနံဘက်နဲ့ရှာပါတယ်။နောက်ပိုင်းမှာအာသာကဂရင်းရက်လေးကိုရမ်းရင်တစည်းနဲ့ရှာပါတယ်။ပြီးတော့အထူးကိရိယာတွေအပြစ်ပါတဲ့အိတ်တလုံးနဲ့ရေထဲကိုခုန်ချလိုက်ပါတယ်။အာသာကလေပေါ်ကိုခုတ်တက်သွားပြီးသူနဲ့ရင်ဆိုင်တွေ့တဲ့လူတိုင်းကိုတတ်ပစ်လိုက်ပါတယ်။ကံကောင်းတာကသူ့ကိုလူစိုးတွေမြင်သွားပြီးလက်ချင်းတိုက်ခိုက်ကြပါတယ်။ ဂျီနာကိုခန်းထဲကခေါ်ထုတ်သွားချိန်မှာသူ့ကိုယ်သူကာကွယ်ဖို့ကြိုးစားပေးမယ်။ကိုခန့်ပညာအခြေခံလောက်ပဲတက်တဲ့ဂျီနာရဲ့စွမ်းရည်တွေကသူ့လောက်အောင်မလုံနိုင်ခဲ့ပဲရန်ရင်တစည်းနဲ့ခေါ်သွားခံခဲ့ရပါတယ်။အာသာကအဆောင်တစ်ယောက်ကိုခုံးပြီးသူ့နောက်ကိုလိုက်လာတဲ့လူစိုးတွေကိုပြက်ရှင်ဖို့လက်ပစ်ပုံးကိုလူယူလိုက်ပါတယ်။အဲဒီဆောင်ကိုသူကဒိုင်းကာတစ်ခုလိုတုံချပြီးလှုပ်ရှားလိုက်ပါတယ်။ဝန်ထဲစရာကောင်းတာကနောက်ထပ်လူစိုးတွေရောက်လာပြီးသူ့ကိုရှော့တိုက်ဖမ်းဆီးလိုက်ပါတယ်။နောက်နေနေကြတော့ဂျီနာနဲ့အာသာကိုလေတစည်းပေါ်ခေါ်သွားပြီးအာသာဟာသူဘာမှမတတ်နိုင်ပဲတတိယလူတယောက်ကိုတတ်ရအောင်မယ်ဆိုတာကိုသိထားတာကြောင့်ဒီလိုလုပ်မယ်ဆိုတာကိုသိထားပြီးသားလို့ဂရင်းကဖွင့်ပြောပါရယ် ဂရင်းထွက်သွားချိန်မှာအာသာကအဆောင်တွေကိုတီးပစ်လိုက်ပါတယ်။သူ့ရေထဲကိုခုန်ဆင်းလိုက်ပြီးသူထားခဲ့တဲ့အထူးပစ္စည်းကိရိယာထုတ်ကိုယူလိုက်ပါတယ်။သူ့အထုတ်ထဲမှာအောက်ဆီဂျင်ပူးနဲ့သူ့အန်ရီကင်းကင်းထွက်ပြေးသွားလို့ရမယ့်အင်ဂျင်တစ်လုံးပါပါတယ်။နောက်ယင်းနေတဲ့ကြတော့အာသာကဘူဂရီးယားကိုရောက်နေပြီးသူတတရားမြောက်တက်ရမယ့်မစ်အဒန်ခေါ်သူရဲ့အကြောင်းကိုသိစိတ်သိရအောင်လုပ်ပါတယ်။အဒန်ကအမေရိကန်နိုင်ငံသားလက်နက်ရောင်းသူတစ်ယောက်ဖြစ်ပါတယ်။အဒန်အကြောင်းကိုလေ့လာခဲ့ပြီးသူ့မှာလုံခြုံရေးအမြင့်ဆုံးချထားတဲ့ခံတပ်နေရာတစ်ခုရှိတာကိုတွေ့ရပါတယ်။အဲ့ဒီနေရာမှာအဒန်ကတိုက်ချင်းပြည့်ပဲ့ထင်းဒုံးကြီးတက်ဆင်ထားတဲ့ရင်ကိုတင်မော့ကိုတင်ထားပါတယ်။ ဒီလူတွေကိုဂရင်းကတက်ခိုင်းတာဟာလက်နဲ့ရောင်းဝယ်ရမှာသူ့ရဲ့ပြိုင်ဘက်အားလုံးကိုရှင်းခိုင်းတာပဲဖြစ်တယ်ဆိုတာကိုအာသာတယောက်စဉ်းစားမိလာခဲ့ပါတယ်။နောက်နေတဲ့ကြာမှာအာသာကအတန်းရဲ့စောင်းတယောက်ကိုအဝေးကနေစတိုင်ပါနဲ့ရှင်းလိုက်ပါတယ်။ပြီးတော့သူဟာရေးပေါ်ရဟရင်နဲ့ခိုးပြေးလိုက်ပါဖို့ဈေးရုံခေါင်းမိုးပေါ်ကိုတက်လိုက်ပါတယ်။တည်သွားတဲ့စစ်သားကိုစစ်ဆေးဖို့ရဟရင်မောင်းတဲ့လူကအတန်းရဲ့ခန္ဓာစီကိုမောင်းလာပါတယ်။လူတိုင်းစစ်သားစီကိုပဲအာယုံစိုက်နေကြတဲ့အချိန်မှာအာသာကအဆောက်အုံတွေကိုဝင်လို့ရသွားပါတယ်။အထက်မှာလုံခြုံရေးကင်မရာတွေပြတ်တော့သူကလိုင်းဖြစ်တဲ့ဆက်ကိုတက်လိုက်ပါတယ်။ ီးတော့တွေးသမျှအဆောင်တွေကိုတမပါရယ်မကြခင်အဆောင်အုံကြီးရဲ့သတိပေးသံမြည်လာပြီးလူစိုးတွေအတန်းကိုသူပုံးမဲ့အခန်းစီကိုစောင့်ချက်လိုက်ပို့ပေးကြပါရယ်အာသာကဓာတ်လီကားကိုဖြစ်ဖြစ်ပြီးသူတို့ကိုကြန့်ကြအောင်လုပ်ပါရယ်အတန်းသူ့ခန်းထဲကိုရောက်သွားတဲ့အချိန်မှာအာသာကအဲ့ဒီခန်းထဲမှာသူ့ကိုစောင့်နေနေပါပြီဒါမဲ့အာသာကသူ့ကိုပြစ်မှတ်တဲ့ဂရင်းကိုတူတူဖြိုချမယ်လို့ပြောပါရယ်အတန်းကသူ့ကိုသူတက်တည်သွားတဲ့အောင်အကွက်ဆင်ပြီးအာသာဆက်လှုပ်ရှားပါရယ်နေနေကြတော့အတန်းကသူ့ရဲ့ရင်ကိုတင်းပေါက်ကိုဆစ်ဆီးပြီးတံတားတစ်စင်းပေါ်သူလျှောက်လာချိန်မှာဘုံတလုံးပေါက်ကွဲပါရယ်အာသာကရေအောက်မှာအောက်ဆီဂျင်ဘူးနဲ့တင်းဆောင်နေပြီးအတန်းကိုကမ်းခြေတစ်ခုစီခေါ်သွားပါရယ် အဲ့ဒီပေါက်ကွဲမှုကိုဂရင်းကတီဗီမှာမြင်ရပြီးအတန်းတယောက်ရီအောင်မြုပ်သွားပြီးဆိုတဲ့သတင်းကိုရပါတယ်။အဲ့ဒီအချိန်မှာအာသာကဂရင်းကိုဆက်သွယ်ပြီးတတိယမြောက်တယောက်ကိုရှင်းပြတဲ့အကြောင်းပြောဖို့လုပ်ပေမဲ့အလောင်းကိုမမြင်ရရင်သူမယုံဘူးလို့ဂရင်းကပြောပါတယ်။ရီအောင်မှာအလောင်းကိုတွေ့နိုင်တယ်လို့အာသာကဂရီပေးခဲ့ပါတယ်။ဂရင်းကရီအောင်မှာအာသာရဲ့အလောင်းကိုရှာဖို့အာသာကိုတတ်ဖို့သူ့လူတွေကိုလွှတ်လိုက်ပါတယ်။ဒီတော့တွင်မှာအာသာကရင်ကိုတင်မော့စီကိုပြန်လာပြီးထောင်ချောက်တွေအများကြီးကိုကြိုးစင်ထားပါတယ်။ဂရင်းရဲ့လူတွေရောက်လာတော့သူထောင်ထားတဲ့ထောင်ချောက်တွေမှာမိပြီးတယောက်ပြီးတယောက်တီးသွားပါတယ်။ထောင်ချောက်တွေကြောင့်မတီးတဲ့လူတွေကိုအာသာကအရေးလိုလိုက်တတ်ပါတယ်။ ကရင်ကအာသာသူ့စီကိုလာတော့မယ်ဆိုတာကိုသိတာကြောင့်ဂျီနာကိုငစားဖြစ်နေအပြင်ကိုထုတ်သွားပါတယ်။အာသာကရောက်ကနေလေစီကိုတော့ပြီးမြင်မြင်သမျှအဆောင်တွေကိုတက်ပစ်လိုက်ပါတယ်။အာသာကိုကရင်ကလုံခြုံရေးကင်မရာတွေကနေမြင်ရပါတယ်။ဒါကြောင့်ဂျီနာကိုထဲခေါ်လာခိုင်းပါတယ်။ဂျီနာကသူ့နဲ့ပါလာတဲ့အဆောင်တွေကိုတိုက်ခိုက်ဖို့ကြိုးစားနေတဲ့ဘိုက်ကိုတနက်မှန်သွားခဲ့ပါတယ်။အဲဒီနောက်ဆောင်ကဂျီနာကိုရေကူးကန်လေးနဲ့တွန်းချလိုက်တော့ကရင်ကသူ့လက်ကိုဆွဲတင်ပါတယ်။အာသာကအဆောင်တွေကိုစစ်ပြီးတိုက်ခိုက်နေချိန်မှာကရင်ကဂျီနာကိုလေခန်းထဲကိုခေါ်သွားပြီးလေမာဝက်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုတက်သွင်းလိုက်ပါတယ် ပြီးတော့သူ့ရဲ့ကယ်ဆယ်ရေးလေးနဲ့ထွက်ပြေးဖို့ကြိုးစားပါတယ်တခဏကြာမှာအာသာကဂျီနာကိုရှာတွေ့သွားပြီးဘုံထောင်ထားတာကိုသိသွားတာကြောင့်သူ့ကိုရေးပေါ်ကယ်ဆယ်ရေးကိရိယာတွေထည့်ပြီးထွက်သွားခိုင်းလိုက်ပါတယ်ဂရိန်းနောက်ကိုအာသာလိုက်သွားပြီးလက်ကျန်ဆောင်နေတဲ့ကိုတပ်ပစ်လိုက်ပါတယ်ကရင်ကကြောက်စုကျိုးပေါ်လက်တင်လိုက်ပြီးအဲ့ဒါနဲ့အာသာရဲ့ခြေောက်ကိုဖမ်းချုပ်ဖို့လုပ်ပါတယ်။ဒါမဲ့အာသာကကြောက်စုကျိုးအရှိကြီးကိုတုံပြီးကရင်ကိုလှိနေအတူချီလိုက်ပါတယ်။အာသာလှုပ်ရှားတာအရန်ကြာသွားပြီးနှစ်ယောက်စလုံးတေးရတော့မှဖြစ်လို့ကရင်ကရေလိုက်ပါတယ်။ဒါမဲ့အာသာကအရန်ကြီးဆိုရင်ပုံမရပဲဘုံပေါက်ကွဲခင်အထဲကိုပြေးဝင်သွားပါတယ်။ လေတစားစီပေါက်ကွဲပြီးမီးလောင်သွားတာကိုဂျီနာတယောက်မြင်ရပြီးအာသာတည်သွားပြီးထင်နေငိုခဲ့ပါတယ်လေနဲ့ခဝဲဝဲမှာဂျီနာကိုကမ်းခြေဆောင်တက်ကကယ်ဆယ်ခဲ့ပြီးကမ်းခြေတနေရာကစောင့်ကြည့်နေတဲ့အထံကလေယာတစ်ခုခုထူးဆန်းနေတယ်လို့တွေးနေမိပါတယ်ရေထဲကတည်လာတဲ့လေပစ္စည်းတွေနာမှာလုံခြုံရေးကင်မရာကိုတွေ့ရပါတယ်တရင်ပတ်နေနေကြတော့ဂျီနာကလေးတွေနဲ့အတူကမ်ဘောဒီးယားကိုပြန်ရောက်နေပါတယ်။ဂျီဇက်ကရီယာလှူပေးတဲ့အတွက်မိုင်းကိုကျေးဇူးတင်ကြောင်းသူကစာတစောင်ရေးပါတယ်။ လေးလက်ကင်တစ်ခုမှာဂျီနာတယောက်စာတင်ပြနေရဲ့လှုပ်ရှုပ်နေချင်းအာသာတယောက်အသက်ရှင်လျက်သူ့ကိုလာတွေ့တာကိုမြင်ရတော့အံ့အားသင့်သွားခဲ့ပါတယ်။ဒီလိုအချိန်မှာအတန်းကဂရင်းရဲ့လေကိုစစ်ဆေးလေးလာပြီးဒီလေမျိုးစားမှာဒိုင်မင်ကန်လို့ခေါ်တဲ့ရောက်မှလူတွေတက်ရှိလို့ရတဲ့အခန်းတစ်ခုပါဝင်နေတာကိုတွေ့သွားခဲ့ပါတယ်။ဒီလိုတွေ့မိတာကြောင့်အတန်းကလုံခြုံရေးကင်မရာကိုစစ်ဆေးကြည့်ရမှာအာသာတယောက်အဲ့ဒီခန်းထဲမှာပုံပြေလွတ်မြောက်သွားခဲ့တယ်ဆိုတာကိုသိလာခဲ့ရပါတယ်။အာသာရဲ့အနာဂတ်ကိုကာကွယ်ပေးဖို့တဲ့အတန်းကလုံခြုံရေးကင်မရာမှတ်တမ်းကိုဖြစ်ပစ်လိုက်ပါတယ်။ဇလန်းကတော့ဒီတင်မဲ့ပြီးဆုံးပါပြီ။ဆုံးထိနားဆင်ပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။